အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့ထူးခြားတဲ့ဆေးပညာသတင်းစမ်းလေးတစ်ခုအကြောင်းကျွန်တော်ပြောပြမယ်အဲ့ဒီသတင်းကိုကျွန်တော်ဖတ်မိတဲ့အခါကျတော့ကျွန်တော်မိမကိုကျွန်တော်ပြောမိတယ်မိမရေတော့ငါတို့တော့ချီးစားပြီးတော့စိတ်ကူရမယ်ခြင်းနေရောက်တော့မယ်ဆိုဆေးပညာအရန်တိုးတက်လာလိုက်တာအခုငါတို့ချီးစားပြီးတော့စိတ်ကူရတဲ့ခြင်းနေရောက်နေပြီဆိုပြီးတော့ကျွန်တော်မိမကိုကျွန်တော်နောက်ပြီးတော့ပြောလိုက်တယ်တကယ်တမ်းလဲအဲ့လိုပုံစံမျိုးပဲเนาะဒါမဲ့ကျွန်တော်နည်းနည်းလေးရှင်းပြမယ်အဲ့တော့ခေါင်းစဉ်ကိုကျွန်တော်အဲ့လိုမျိုးလေးပေးထားတယ်တဘောကစေးပညာတိုးတက်လွန်းလို့ကျွန်တော်ချီးစားကူရတဲ့ ကုထုံးနေအောင်ပေါ်လာပြီပေါ့နော်အဲ့လိုမျိုးပေါ့ဆက်ဒီလိုလေးကျွန်တော်ရင်ရှင်းပြမယ်အဲကျွန်တော်တို့တွေကဥလန်းချောင်းရှိရပေါ့နော်အဲကျွန်တော်တို့ရဲ့ဥလန်းချောင်းကဒီအစာဒီပဇက်ကနေစပြီးတော့နောက်ဆုံးဆွန့်ထုတ်လိုက်တဲ့အထိပေါ့နော်ပဇက်ကနေစားရဲအဲ့ရန်နေဆွန့်ထုတ်လိုက်တဲ့ဟာတစ်ခုလုံးကိုကျွန်တော်တို့ဥလန်းချောင်းလို့ခေါ်ရဲအထူးသဖြင့်ဒီဥဥမာကြီးနဲ့ဒီဥသိမ်ပတ်ချလဲပေါ့နော်ဒီဥမာအထူးသဖြင့်ဥမာကြီးပေါ့အဲ့ဥမာကြီးပတ်ချလဲမှာကကျွန်တော်တို့ကဘာရှိလဲဆိုတော့အဲ့မှာဘက်တီးရီးယားရှိတယ်ဘက်တီးရီးယားဆိုရင်ကျွန်တော်တို့ထင်တာက ဟိုအများဖြစ်မကောင်းဘူးပေါ့မကောင်းတဲ့ bacteria တွေကြီးပဲလို့ထင်တာပေါ့နော် bacteria ဆိုတာနေကကြောက်စရာကြီးခန္ဓာကိုယ်အတွက်ဒုက္ခပေးမယ်လို့ထင်တာမဟုတ်ဘူး bacteria ဆိုတာကဒီလိုအကောင်မျိုးတွေ bacteria လို့ခေါ်တာဖြစ်ပေမဲ့ခန္ဓာကိုယ်အတွက်ကောင်းကျိုးပြုတဲ့ bacteria တွေလည်းရှိတယ်နော်အဲ့တော့ကျွန်တော်တို့ခန္ဓာကိုယ်အတွက်ကောင်းကျိုးပြုတဲ့ bacteria တွေရှိတယ်နောက်တစ်ခါဆိုးကျိုးဖြစ်စေတဲ့ bacteria တွေရှိတယ်ပေါ့နော်ဆိုးကျိုးဖြစ်စေ bacteria အဲ့တော့ဒီ bite ထဲမှာကြာတော့သူကခန္ဓာကိုယ်ထဲမှာခန္ဓာကိုယ်အတွက်ကောင်းကျိုးဖြစ်စေတဲ့ဒီဥလန်းချောင်းကျမ်းမာစေတဲ့ပေါ့နော် ်ငလန်းကြောင့်ကျန်းမာသေးတယ်ဝမ်းမှန်သေးတယ်စသဖြင့်ဒီလိုအတွက် ကောင်းကျိုးဖြစ်စေတဲ့ဘက်တီးရီးယားတွေလည်းရှိတယ်အဲ့ဒါကိုကျွန်တော်တို့က probiotics တွေလို့ခေါ်တယ်နော်ဒါတွေကခန္ဓာကိုယ်အတွက်ကောင်းကျိုးပေးစေတဲ့ဘက်တီးရီးယားတွေတော့ဒီဘက်တီးရီးယားလေးတွေကရှိမှဖြစ်တယ်ဗိုက်ထဲမှာမဟုတ်ဘဲနဲ့ဒီဥလန်းကြောင့်မှဒီဘက်တီးရီးယားကမရှိတော့ဘူးဆိုရင်ဘာဖြစ်လဲဆိုတော့သူကလူကအဲ့ဒီဝမ်းပေါ့ဒီအစာခြေလမ်းကြောင်းတစ်လျှောက်ရဲ့ဟိုပုံမှန်လုံယုံလုတ်စင်တွေကပျက်စီးသွားတယ်အဲ့ခါကျတော့ဝမ်းရမ်းချုပ်တာတွေဖြစ်နိုင်တယ် ဝမ်းရမ်းလျှောနေတာဖြစ်နိုင်တယ်တစ်ချိန်လုံး bike ကနာလိုက်အောင်းလိုက်နောက်တစ်ခါအချွဲတွေထွက်လိုက်အဲ့လိုလေတစ်ချိန်လုံးတက်လိုက်လေတွေတော့လေလေလေနေလိုက်နောက်တစ်ခါကျဝမ်းအားဝမ်းချုပ်တဲ့ဝမ်းသွားတဲ့ခါကျရင်သွေးတွေပါလာလိုက်စသဖြင့်ပေါ့ဒီလိုဝမ်းနဲ့ပတ်သက်တဲ့ယောဂတွေအများကြီးဆက်ဖြစ်တယ်ဟိုဝမ်းလျှောတဲ့ကိစ္စတွေဝမ်းပြတ်တဲ့ကိစ္စတွေအများဖြစ်တယ်ပေါ့ဒါကရှိတဲ့အကျိုးပြု bacteria တွေမရှိတော့တာဖြစ်တာအထူးသဖြင့်ဆိုရင်တချို့ဥမာဟို antibiotics ပေါ့ပိုးသက်ဆေးတောက်တယ် ပိုတက်ဆေးတောင်းရင်ကျွန်တော်တို့ကအကျိုးပြုဘက်တီးရီးယားတွေရောအကျိုးမပြုတဲ့ဘက်တီးရီးယားတွေရောပိုးကပိုတက်ဆေးကတက်ပလိုက်ပေါ့တက်လိုက်တဲ့ခါကျတော့အကျိုးပြုဘက်တီးရီးယားမရှိရတဲ့ခါကျတော့ခန္ဓာကိုယ်မှာဦးလန်းကြောင်းစနစ်ကသူ့ဘာသာသူရှိနေတဲ့လှုပ်ရှားနေတဲ့လမ်းကြောင်းစနစ်ကပြက်စီးသွားပြီးတော့အဲ့မှာကျွန်တော်ဝမ်းရှော့ရတယ်ဘာလို့ဖြစ်တယ်ပေါ့အဲဒီသတင်းစမ်းကဘာလဲဆိုတော့အခုဦးလန်းကြောင်းမှာခုနပြောတဲ့အကျိုးပြုဘက်တီးရီးယားတွေမရှိရတာကြောင့်ဖြစ်တဲ့ပြဿနာတွေပေါ့မှာအပြင်ဝမ်းပြက်တာဝမ်းရှော့တာဟိုပြင်းထန်တဲ့ဝမ်းပြက်ဝမ်းရှော့ပြဿနာတွေပေါ့နော်ဒီလိုအခြေအနေမျိုးတွေမှာတဲ့ကျွန်တော်တို့ကအခု ဘလို့ကုထုံးနဲ့ပြန်ပြီးကုလို့ရနေလဲဆိုတော့ကျမ်းမာနေတဲ့သူတယောက်ရဲ့ပေါ့နော်ကျမ်းမာပြီးတော့ဒီ good bacteria တွေပေါ့အကျိုးပြု bacteria တွေများတဲ့လူတယောက်ရဲ့ဝမ်းကိုဝမ်းကိုယူပြီးတော့ဒီမကျမ်းမာတဲ့သူရဲ့ byte ထဲကိုရအောင်ထည့်ပေးလိုက်တာပဲအဲ့ဒီနီလန်းနဲ့ကျွန်တော်တို့ကအခုဘလို့မျိုးပြန်လုပ်နေပြီလဲဆိုတော့ငါကမရှိတော့တဲ့အကျိုးပြု bacteria တွေကိုခုနပြောတဲ့ကျမ်းမာတဲ့သူရဲ့ဝမ်းထဲကအကျိုးပြုအဲ့ဒီသူ့ဝမ်းထဲမှာပါလာတဲ့အကျိုးပြု bacteria တွေကို ယူပြီးတော့ခုနမကောင်းတဲ့ခံစားယောဂခံစားနေရတဲ့သူရဲ့ဘိုက်ထဲကိုထည့်လိုက်တာအဲ့လိုထည့်ရမှာသူကနှစ်နီးရှိရတဲ့ကျွန်တော်အခုဖတ်ကြည့်ကြည့်ရမှာဟိုပထမနီးကကျတော့ဒီအောက်ကနေပြီးတော့ဗောနော်ကိုလိုနိုစကုပ်နဲ့ဒီအောက်ကမှန်မြောင်းထည့်ပြီးတော့အဲ့ရနေပြီးအဲ့သူများရဲ့ဝမ်းကိုဘိုက်ထဲကိုထည့်တာအန်ဒီလန်တနီးရှိရနောက်တနီးကကျတော့ put pills လို့ခေါ်တယ်အဲ့ဒါပါလဲဆိုတော့အဲ့1ကိုကျွန်တော်တို့ကဟိုပေါ့ထက်ထက်ခါခါတော့စစ်တာပေါ့နော်ထက်ထက်ခါခါစစ်တယ်နောက်တစ်ခါတကယ်ကိုအကျိုးပြုတဲ့ bacteria တွေပဲပေါအောင်လို့ကျွန်တော်စီစစ်လိုက်တယ်ဒါပေမဲ့ဒါကတော့ ဝမ်းကတော့ဝမ်းပဲပေါ့သူများရဲ့ဝမ်းကိုအဲ့လိုမျိုး၆ခန်းနာတို့ပါလို့လှုပ်ပြီးတဲ့ခါကျတော့ဒီကပ်ဆူးလေးပေါ့စေးတောက်ပုံစံလေးလှုပ်စေးတောက်ပုံစံလေးလှုပ်ပြီးတော့တောက်ရတာပေါ့နော်တောက်ပါးစက်ကနေတောက်ရတာပဲအဲအကြောင်းလို့ကျွန်တော်ကဟိုနောက်ပြီးတော့ပြောရတာလေချီးစက်တကယ်ချီးစက်ရတာတော့မဟုတ်ဘူးဒါပေမဲ့သူများဝမ်းကိုလှုပ်ထားတဲ့စေးတောက်ကိုတောက်ရတာပေါ့နော်အဲ့ဒီဟာကိုလှုပ်တာအဲ့အဲ့ဒီဟာကိုခုနောက်ပိုင်းမှာဆိုရင်တော်တော်နမည်ကြီးလာတယ်ဝမ်းဦးလန်းချောင်းနဲ့ဆိုင်တဲ့ပြဿနာတွေကုသခတ်နေတဲ့ပြဿနာတွေတချို့ယောဂါတွေရှိရယ် irritable bowel syndrome တို့ နော်အာ inflammatory bowel disease တို့ဒီလိုမျိုးယောဂတွေက तू ကခန္ဓာကိုယ်ရဲ့ကိုယ်ခန္ဓာအကြောင်းဖြစ်တဲ့ယောဂတွေဖြစ်တဲ့အတွက်ကြောင့် तू ကအများတန်းမှဖြစ်သွားတတ်တယ်ကုသခတ်တယ်ပေါ့အဲဒီလိုယောဂတွေကုဖို့အတွက်တဲ့အခုရမ်းအဆင်ပြေတယ်လို့ပြောတယ်ဒါကိုကျွန်တော်ဘယ်လိုခေါ်လဲဆိုတော့ fecal microbiota transplantation လို့ခေါ်ရဖီကေဒရာဝမ်ဗရာမိုက်ခရိုဘိုင်ယိုတာဒီဟိုခုန probiotics microbiotic microbacteria တွေပေါ့နော်ဒီဟာတွေမျိုးတွေကိုပြောတာ transplant လုပ်တယ်ဆိုတာကြောင့်တယောက်စီကနေတယောက်ကိုကူးပြောင်းပေးတာကိုပြောတာပေါ့နော်အဲ့တော့အဓိက ဟိုကျွန်တော်ဖတ်ကြည့်တာအရတော့အဓိကအချက်ကတော့ခန္ဓာကိုယ်ရင်းမှာမရှိတော့တဲ့အကျိုးပြပတီးရီးယားတွေကိုပြန်ပြီးတော့တခြားသူစီကနေပြန်ယူပြီးတော့ဗိုက်တဲကိုထည့်ပေးလိုက်တာပေါ့နော်အဲ့လိုမျိုးလုပ်ပေးလိုက်တာပေါ့အဲ तू ကနောက်ပိုင်းမှာကုသလုပ်ရနိုင်တဲ့ဟာတွေအများကြီးပဲအဲခုနပြောတဲ့ဒီထည့်တဲ့ပုံစံကတော့ပဇက်နေတောက်တာရှိတယ်နောက်တစ်ခါဒီအောက်ကနေပြီးတော့ဥလန်းကြောင်းဒီအောက်ကနေမှန်မြောင်းနဲ့ထည့်တာလည်းရှိတယ်ပေါ့နော်ဟိုပို့ပြီးတော့လည်းရှေ့လျှောက်ကြရင်လည်းဟိုတနေ့ကကျွန်တော်ပြောထားသေးတယ်ဘာလဲဆိုတော့ဝန်တလုံးခင်းရင်ခေါင်းဟို ဝမ်တလုံးကောင်းရင်ကောင်းမခဲဘူးဆိုတဲ့ကိစ္စလေတကယ်လဲခုနောက်ပိုင်းမှာဒီဝမ်ဥလန်းချောင်းစနစ်နဲ့အုံနောက်နဲ့ဆက်ဆက်မှုတွေအရန်ရှိနေပြီဆိုတော့ကျွန်တော်တို့တွေ့ရတယ်အဲ့တော့ဥလန်းချောင်းကျမ်းမာခြင်းကအုံနောက်ကျမ်းမာခြင်းခန္ဓာကိုယ်တစ်ခုလုံးကျမ်းမာရေးလို့တော့မှကျွန်တော်ပြောလို့ရနေပြီပေါ့နော်အဲ့တော့ခုနောက်ဆုံးရှာဖွေတွေ့ရှိခဲ့တဲ့နီလန်းကတော့ဗာလဲဆိုတော့အချိုးပြဖက်တီးရီယာတွေပါတဲ့ဒီတန်မာကျမ်းမာတန်ဆွမ်းတဲ့သူတယောက်ရဲ့ဝမ်ကိုဒီဝမ်နဲ့ပတ်သက်တဲ့ယောဂတွေခံစားနေရတဲ့ဝမ်ပြတ်ဝမ်ရှော့ပြဿနာတွေခံစားနေရတဲ့သူရဲ့ဘိုက်ထဲကိုထည့်တဲ့နီလန်းနဲ့ ဒီ1ပြ1ရှော့ကုသရနေပေါ့เนาะအဲ့လိုမျိုးပြောရမှာပေါ့เนาะထူးဆန်းတဲ့စိတ်ပညာသင်လေးပါဒါကတော့